အလုံးမဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ဘေးရှင်းကြပါစေလို့ကျွန်တော်ကတော့အားလုံးကိုဆုတောင်းပေးပါရစေ။မြမငွေဈေးရွှေဈေးတွေကတော့ညနေမှာပုံမှန်ပေါက်ဈေးအတိုင်းပဲရှိနေပါသေးတယ်။ဒီနေ့က၂ရက်နဲ့၄လပိုင်း2020နဲ့၅ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်အားတိုင်းစံတော်ကြီးညနေ6နာရီထိုးနေပါပြီ။မြမငွေဈေးကတော့ဒေါ်လာနဲ့မြမချက်ငွေဈေးနှုန်းတွေကတဒေါ်လာကိုမြမချက်ငွေဆိုင်ကရောင်းတဲ့ဈေးက၄,၄၀၀နဲ့မှ30ဆိုင်ကလက်ခံတဲ့ဈေးက၄,၃၀၀နဲ့မှ80 ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ4885ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3315ကျပ်ဆိုင်ကလက်ခံနေဈေးက3265ကျပ်ဒေယုံငွေဒီယွမ်ကိုမြန်မာကျပ်ငွေ600နဲ့မှ10ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2985ကျပ်၊ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘတ်ပေးချက်ယူကမာတွေကဘတ်ငွေ985ဘတ်ကိုမြန်မာကျပ်ငွေ ချက်ပေးဘက်ယူသမားတွေကချက်တသိန်းကိုပန်ငွေ900နဲ့မှ80ဂျပန်ငွေ3444ဒသမခွင့်1ကိုမြန်မာချက်ငွေတသိန်းမလေးငွေ100ဒသမ53ညကိုမြန်မာချက်ငွေတသိန်းကိုရီးယားငွေ3360ကိုမြန်မာချက်ငွေတသိန်းအိန္ဒိယငွေ1932ဒသမခွင့်4ကိုမြန်မာချက်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှဲငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုပ်တော့မယ်ဆိုရင်ဝန်ဆောင်ငါပေးတဲ့သူရှိကိုရင်ပုတ်ဆက်ပြီးမှငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကတော့အကြံပြုရှင်ပါ တယ်မြမရွှေကတော့15ပဲရေကြသားကို66သိန်း4000နဲ့မှ9000 16ပဲရေကြသားကိုဆိုင်ကရောင်းနေစီက390နဲ့မှ6000ဆိုင်ကလက်ခံနေစီကတော့69သိန်းနဲ့မှ8000 လက်ရှိကျွန်တော်ပြောနေတဲ့ရွှေသေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှဲငယ်ကွာချောင်းမှုလည်းရှိနိုင်ပါတယ်။ခိုင်းရွှေကဒီနေ့မှာအတက်အကျ14ကြိမ်တည်တည်ရှိပြီးတော့ညနေမှာတော့90အကျနဲ့ဈေးပိတ်သွားပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့ခိုင်းရွှေအခဲဈေးတိုင်ငါရောင်းတဲ့ဈေးက9000နဲ့မှ600ဆိုင်ကလက်ခံတဲ့ဈေးက9000နဲ့မှ900လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9000နဲ့မှ400ဆိုင်ကလက်ခံတဲ့ဈေးက4988.368နဲ့ပေါင်ဈေးရှိပါတယ်။ ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3128.53တောင်းတိုင်းရွှေစီကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှန်ငွေ34.1တစ်ခွင်နဲ့တိုင်းရွှေစီကိုတွက်ထားပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေအခဲကဘန်ကောက်ထဲမှာလက်ခ200ရှိပါတယ်။လက်ခအပီးစီးတိုင်းရွှေခဲတဲ့ဘက်သားကို9800နဲ့ပေါက်ဈေးရှိပါတယ်။ဆိုင်ကလက်ခနဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9500ဈေးနဲ့ပြန်ပြီးတော့လက်ခမှာပါ။လက်ဝယ်ရနိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ဘက်သားကို1000ကနေ1000ရှိနိုင်ပါတယ်။ မိမိဝဲတဲ့ထဲပေါ်မှာမူပြီးဒီလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝင်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကို4,800ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။တိုင်းရွှေကတော့လက်ရှိမှာအတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။တိုင်းရွှေကရေတိုအနေနဲ့အနည်းငယ်ပြန်ပြီးကြာနိုင်ပေမဲ့ရေရှည်အနေနဲ့ဆိုရင်တော့တိုင်းရွှေက ေးတက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေကတော့လက်ခဈေးသက်သာတဲ့နေရာကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။ထိုင်းရွှေအခဲတစ်ပတ်သားကိုလက်ခ200ငါးပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ထိုင်းရွှေစင်းငွေစည်းမြမရွှေစင်းငွေစည်းတွေကိုကျွန်တော်အမြဲတမ်းတင်ပေးပါရစေ။ ထိုင်းရွှေစင်းငွေစည်းမြန်မာရွှေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲမိတ်ဆွေများစိတ်ချမ်းသာခြင်းနဲ့ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပြေးရှင်းကြပါစေလို့ကျွန်တော်ကဆုတောင်းပေးပါတယ်။